မင်္ဂလာပေါင်းနဲ့ပြည့်စုံနိုင်ကြပါစေဦးဇေယျဆွေတော်မျိုးတော်များအားလုံးဦးဇင်ကတော့ခိတေတီဆရာတော်ပါတရားမဲ့ဖို့အတွက်အခုမှစတင်တဲ့လူတွေကကြတော့မြတ်စွာဘုရားစီမခန္ဓာ၅ပါးယုံနဲ့၅ပါးကို စိတ်နဲ့ပေါ်လေလူတန်းပါဤဘုရားလို့အရင်ဆုံးကြိုတင်ပြီးလောက်ရမဲ့ပရိကံဆိုတာရှိတယ် ပုပ္ပကိစ္စ၅ပါးလို့လည်းခေါ်တာပေါ့ပရိကံမလို့လည်းခေါ်တာပေါ့ကျူတင်ပြီးလိုရမယ့်အင်္ဂါ၅ချက်ရှိပါတယ်နံပါတ်၁ကမိမိရဲ့ခန္ဓာ၅ပါးယုံဏ၅ပါးကို မြတ်စွာဘုရားစီမှလူတန်းပါ၏ဗျာနံပါတ်၂ကမိမိသည် မိဘဆရာပုဂ္ဂိုလ်သူမြတ်တွေကိုပြမမိသည်ရှိသော ခွင်းလွှဲကြပါဝန်ရှာတောင်းပန်တယ် နံပါတ်3သည်မိမိပြုလုပ်သည်များကုသိုလ်ကောင်းမှုအားလုံးတို့သည်မတ်ဖို့နိဗ္ဗာန်ရဖို့အတွက်အကျိုးကျေးဇူးပြုကြပါနံပါတ်4ကအော်မိမိရဲ့ကိုယ်ဆောင်နဲ့နဲ့တကွရှိရှိသည်များသက်ရှိသက်တော်များအားလုံးစိတ်ရှိမ်းသာခြင်းကိုယ်ရည်ကျန်းမာခြင်းနဲ့ပြည့်စုံနိုင်ကြပါစေနံပါတ်5ကငါသည်ခဏနေသေသောနိုင်တယ်အချိန်မရွေးသေသောနိုင်တယ် ဒီယုတ်ခန္ဓာနဲ့နံခန္ဓာကြီးနဲ့အိုစာကွေးတော့နိုင်တယ်အသေးမဟုတ်ခင်ညံဦးအောင်ဒီတရားအလုတ်ကို သမာဓိအလုတ်ကို လေ့ကျင့်ပါမယ်တရားအလုတ်ဆိုတာဘာလဲလို့မသိမှဆိုလို့သမာဓိအလုတ်ကိုကြိုးစားပါမယ်အာဘိမာကမ္မထံတောင်းတာပေါ့တပည့်တော်နဲ့သင်တော်တဲ့ကမ္မထံကို ပေးပါဖရာလို့ ပါဇက်ကရွရင်လည်းရတယ်မရွပင်းနဲ့စိတ်ထေးမှာဆိုရင်လည်းရတယ်အဓိကတော့စိတ်ထေးမှာလောရတာပါတရားဆိုတာစိတ်အလုံးရုပ်အလုံးမဟုတ်ဘူးစိတ်အလုံးအနံအလုံးဖြစ်တဲ့အတွက်ဉာဏ်အလုံးဖြစ်တဲ့အတွက်ဉာဏ်နဲ့ဆင်ခြင်ရတာဖြစ်ပါတယ်နှလုံးသားတွေကိုရအောင်ဒီမှာတယောက်တည်းနဲ့တစ်စိတ်တည်းထားတယောက်တည်းကျင်းရမှာ ဖြစ်ပါတယ် ဘလိုမျိုးလေးဖေဟာတယောက်တည်းနေဆိုတော့တပည့်တော်တယောက်တည်းနေတာပဲလေသူတို့တွေလာပြီးတော့ကိုယ့်ကိုလာပြောတာကိုဘလိုမျိုးလုပ်ရမလဲအဲ့ဒီချိန်မှာအဲ့ဒါသူတို့မဟုတ်ဘူးကိုကတတိနဲ့နေပြီးတော့နားထောင်ကြည့်သူပြောလာတဲ့အခါဖြက်ချသူပြောလာတဲ့အမှန်မှာဝင်မပါနဲ့တသန်ပြီးတသန်ဖြက်ချရက်တည်းနောက်တသန်ပေါ်တယ်ရက်တည်းဖြက်ချအဲ့ဒါဆိုရင်ကိုနေတတ်တယ် ဥပမာဖုံဖုံတပါးကတရားဟောတဲ့အခါဆိုခိုင်းနေကိုတို့ကိုလိုက်ဆိုခိုင်းနေဘလို့ဆိုရမလဲဗျာကိုကနှခမ်းဒီလောက်တာကိုအသေးရှာကြည့်ဆိုတဲ့အခါအပန်းအပြူတာတွေကိုကြည့်အပန်းရက်တာတွေကိုကြည့်သုံးနေရာတောင်ရှိတယ်ကိုကြိုက်တဲ့နေရာမှာတနေရာမှာပဲကြည့်ဘာကြောင့်ကြည့်ခိုင်းတာလဲစိတ်သည်အတိတ်ကိုထွက်လို့မတော့ အနာကဲကိုထွက်လို့မတော့အောင်စိုးနေရင်နဲ့ရှုံငိမ့်တော့တာကိုရှုံငိမ့်တော့ပြီလို့သိပိနေရင်အဲ့ဒါလေးတရားမှတ်တာပဲဒါဆိုရင်နဲ့တရားမဲ့နီးဒါတယောက်တည်းနေနီးကိုပြောနေတာကိုကတယောက်တည်းနေတယ်ဆိုတာအဲ့ဒါပေါ့ကိုကိုလူတယောက်လာပြောတယ်ဆိုတာလေကိုကတယောက်တည်းနေတာပဲသူ့မှာလေအပြစ်မရှိဘူးကိုကအပြစ်လို့မြင်လို့အပြစ်ဖြစ်တာ ကိုကငါသူတပတ်ယောက်ျားမိမပုံကုန်တတ်တော်လို့အမမြင်လို့ဒိဋ္ဌိဖြစ်နေတာမိစ္ဆာဒိဋ္ဌိဖြစ်နေတာအဲ့ဒါနဲ့အမှန်မရောက်နိုင်တာပေါ့တကယ်တမ်းဆိုရင်ငါသူတပတ်ယောက်ျားမိမပုံကုန်တတ်တော်မရှိဘူးကြာဘူးပြီးသားပဲယုတ်တမနဲ့အနန္တမပဲရှိတယ်အကြောင်းနဲ့အကျိုးပဲရှိတယ်အဲ့ဒါကိုပြုလုပ်ခဲ့တဲ့အကြောင်းကြောင့်အခုသူတပတ်ကသူတပတ်လို့ထင်ရတဲ့လူကလာပြောနေတာအဲ့ဒီခါကိုကဘယ်လိုဖြတ်မလဲဖြတ်ရတော့မလဲ အဖြစ်ပင်ဒီတိုင်းနှောက်ထောင်နေလို့မရဘူးသူအတန်ဆုံးတိုင်းအတန်ရက်တည်းလို့ဒီပဲသူအတန်ဆုံးတိုင်းရက်တည်းလို့ဒီပဲကိုကပြန်ပြောတော့မယ်သူကိုပြန်ပြောတဲ့အခါအဓိညာန်သွင်းတာစိတ်တွေအတိတ်မရောက်စေနဲ့အနာဂတ်မရောက်စေနဲ့ပြောတဲ့အခါအတန်အပြူတာကိုသိနှခမ်းတွေလှုပ်တာကိုသိအတန်ရက်တာကိုသိသိပေးနေရတယ်ဟိုကဒေါ်ကြီးမော်ကြီးနဲ့မပြောလိုက်နဲ့ နော်လောဘတွေဝင်ပြီးတော့မပြောလိုက်နဲ့အဲ့ဒါဆိုရင်မပြတ်ဘူးဖြတ်ပုံဖြန်ကြီးကဟိုကသီးပေးနေရမယ်သတိရှိမှအဓိကတော့သတိပဋ္ဌာန်အရင်ဖြစ်ဖို့လိုတာပေါ့သတိပဋ္ဌာန်ဖြစ်ပြီးမှသတိပဋ္ဌာန်ဘာဝနာဖြစ်မှသတိပဋ္ဌာန်ဘာဝနာဖြစ်မှသတိပဋ္ဌာန်ဘာဝနာလမ်းဆုံးကိုရောက်မှဒါအချင်းစင်ကဒီတိုင်း ကိုတို့ကတတိပဋ္ဌာန်တောင်းဖြည့်အောင်မလုပ်ပေးနဲ့သောတာပန်ဖြည့်ရှင်နေတာတို့ဟိုဟာဖြည့်ရှင် ဖြည့်ရှင်စရာကိုမလိုဘူးကိုကအဲ့ဒီဆက်လေပေါ်မှာပဲထိုင်နေဖို့လိုတယ်ပြောမယ်ဆိုရင်အဲ့ဒီဖောင်ကြီးကိုပဲစီဖို့လိုတယ်အဲ့ဒီဖောင်ပေါ်မှာတက်နေရင်အဲ့ဒီနေရာကိုရောက်မှာပဲနော်နေပြည်တော်တော်တဲ့လူကနေပြည်တော်ကိုထွက်တဲ့ကားပေါ်မှာတက်လိုက်ရင်အဲ့ဒီလူကနေပြည်တော်ကိုရောက်မှာပဲလေ အဲ့ဒီကတက်နေဖို့လိုတယ်။နော်အခုဖောင်းတောင်းမရောက်သေးဘူး။ဖောင်းဘောကိုတောင်းမရောက်သေးဘူး။ကိုတို့ကဘာလို့နေပြီလဲ။ဒီကနေပြီးတော့ရောက်လာ။ဟိုကနေပြီးတော့ရောက်လာ။အဲ့လိုမေးနေရသေးတယ်။အဲ့လိုအစင်းမှရှိနေတာ။နေပြီးတော့လို့လေကက်ထားတယ်။ကားပေါ်မှာ။နေတိုင်းလေးထွက်နေတာကိုလေသီးတယ်။နေပြီးတော့ကိုတို့ကဖယားပြောလို့လေကြားဘူးတယ်။တရားကိုဒါနိဗ္ဗာန်တော်တွေလမ်း။ဒီလမ်းဆိုတော့လိုက်လာဆိုတော့မလိုက်ဘူး။မလိုက်ပေးနဲ့။ ောတာပန်များဖြစ်ရင်ကိုဘယ်လိုလဲအနာဂံဖြစ်ရင်ကိုဘယ်လိုလဲရဟန္တာဖြစ်ရင်ကိုဘယ်လိုလဲအဲ့ဒါတွေကိုစဉ်းစားနေစရာမလိုဘူးသူက လုံကြီး လုံကြီးတဲ့အခါဟိုဓမ္မဟဝေရခတိတိဓမ္မစာရိတဲ့တရားကိုကျင့်ဆောင်တဲ့လူတွေကိုတရားကဆောင်ယူတော့တာတဲ့ဒီဖုံဖုံတွေကိုလေအဲ့ဒီတိုင်းဆောင်ယူတော့တာပဲဖုံဖုံတို့လေတရားစာပြီးတော့ကျင့်တဲ့အခါ ဒီလူတောင်အခုဖုံဖုံပြောသလိုတောင်အကြံပေးမေးလူတောင်မရှိဘူးပြောပြမေးသူမရှိဘူးเนาะအခုက စာမေးဝေးမှာဒီလိုမေးနိုင်တယ်လို့မေးခွန်းတွေအကုန်ပြောပြပြီးပြီအဲ့ဒါတောင်မှမဖြေနိုင်စရာအကြောင်းမရှိဘူးလေကိုတို့က